မြန်မာထိုင်းနယ်ဆက်မြဝရီမြို့တောင်ပိုင်းမင်းလက်ပင်ရွာနာမှာစစ်ကွန်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအရှိန်မြင့်လာနေပါတယ်။လက်နက်ကြီးကြီးကြားရောက်လို့အရက်သားသားအမိနှစ်ယောက်လည်းတည်ဆုံခဲ့ရတယ်လို့မြန်ပြည်သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောမရှင်တပ်က၄ကီကောမြို့တစ်ကဆွေတော်ကုန်းကိုတင်ပြီးတဲ့နောက်မြဝရီကနေဝေါ်လီမြိုင်တလျှောက်ကိုအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေဟာအင်ဂျင်မြိုင်နဲ့မင်းလက်ပင်ရွာကြားမှာဖြစ်ပွားနေပြီးစစ်ကော်မရှင်ဘက်ကလက်နက်ကြီးနဲ့ကာမီကာဇီဒရုန်းတွေပါအသုံးပြုနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်တိုက်ပွဲရီကြောင့်အော်တိုဘာလ22ရက်နေ့မှာမင်းလက်ပင်ရွာထဲပုံနေကြတဲ့အရက်သားသားအမိနှစ်ယောက်ဟာစစ်ကော်မရှင်ရဲ့လက်နက်ကြီးကြီးကျင်းထဲတဲတဲကြားရောက်လို့တိုက်စုံခဲ့ရတယ်လို့ဒေသခံတွေကပြောပါရတယ်။ မြို့တောက်ပိုင်းတိုက်ပွဲရီကြောင့်မြဝရီမြို့ပေါ်ကစစ်ရှောက်စခန်းခုနှစ်ခုမှာစစ်ရှောက်ဦးရေဟာအနည်းဆုံး3500ကျော်အထိရှိနေပြီးတော့စစ်ဘေးရှောက်တွေနှစ်စဉ်တိုးလာနေပါတယ်။